အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလီတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ရပါတယ်အဲဒီနေ့ဒါညနေမှာလက်ရှိဒါကျွန်တော်တို့အေးပေါ့တင်းနေရဆိုရင်တော့ Bruno Fernandes ကကောလာဟာလာတွေရဆိုရင်တော့ဒါအဟာအဟူအဲ့ဟိုလေးရဲ့ဒါ project ကိုသဘောကျတဲ့ကြောင့်မကောင်းညိလိုက် ပြီဆိုတဲ့တဲ့နေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဘောနော်အဲ့တော့အဲ့ကိစ္စလေးဒါကျွန်တော်တို့ detail လေးနည်းနည်းပြောပြီးဒီနေရာမှာနောက်ထပ် လာ United အသင်းနဲ့ဒါကျွန်တော်ကောလာဟာလာသတင်းတွေထွက်ထွက်နေတဲ့သတင်းဒါဂိုးသမားအပြောင်းရွှေ့သတင်းလူတင်းလေးပြောသွားမယ်အဲ့တော့ဒီသတင်းတစ်ခုကဒါကျွန်တော်အဓိက5မိနစ်ဖြစ်အောင်ကျွန်တော်ပြောသွားမယ်အဲ့တော့ဒီသတင်းတွေကျွန်တော်ဆွေးနွေးခြင်းနေပေါ့နော်အဲ့တော့ဒါဆွေးနွေးမယ်ဆိုတော့အခုလက်ရှိမှာဒါ reality တခုမှကြခင်ဖြစ်လာတော့မယ်အဲ့တော့ Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Bruno Fernandes ကတော့ဒါကျွန်တော် El Hali ရဲ့အဲ့ဒါအဲ့တစ်ခုများပါရဲ့ကျွန်တော်ခဏပါအဲ့ပေါ်ကျွန်တော် Saudi Club လို့ပဲကျွန်တော်ပြောမယ်နော်အဲ့မှားပါဆိုလို့အဲ့တော့ Saudi Club ရဲ့ဒါကျွန်တော်ကန်လန့်မှုကိုမကြခင်မှာလက်ခံသွားပွဲရရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် အဓိကကတော့ဒါကျွန်တော်တို့ sorry club အနေနဲ့ဒါကျွန်တော်တို့လာမယ့် new year ဒီမှာဒီကစားသမားကိုဒါကျွန်တော်အသင်းမှာရှိစေခြင်းမျိုးအသင်းရဲ့ပုံရိပ်ကိုမြင့်တင်ပေးစေခြင်းနဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ဒီကစားသမားကိုခေါ်ယူခြင်းနဲ့တည်းမှာပါတယ်အဲ့တော့ဒီကစားသမားအဓိကခေါ်ယူခြင်းနဲ့ Bruno Fernandes ရဲ့ပုံရိပ်ကသူတို့အသင်းအတွက်တကယ်ကိုအများကြီးထိရောက်မယ်လို့အများကြီးယုံကြည်တယ်အဲ့တော့ ်တီးရတော့ကဒါကျွန်တော်တို့လာမဲ့ဒါကျွန်တော်တို့ဒီတပတ်တရင်းတွေမျိုးလာမဲ့ဒါကျွန်တော်တို့တပတ်မှာတော့ဒါ Bruno Fernandez နဲ့ Yes or No ပြောရဖို့အတွက်ဒါကျွန်တော်တို့တွားမယ်လို့တီးရတယ်မဟုတ်အဲ့တော့နောက်ဆုံးတရင်းတွေရ Ban Jacob Yes ပြောပုံရဆိုရင်တော့ဒါ Bruno Fernandez အနေနဲ့တစ်ဖက်က Saudi ဘက်ကနေပြောသူတို့ကိုလာပြထားတဲ့ project ကိုတော်တော်လေးကိုသဘောကျတယ်လို့သူတို့နေရေးသားထားတယ်ဒီမှာပါတယ် Bruno Fernandez နဲ့သူ့ရဲ့ agent ကိုသူနဲ့အခုလက်ရှိ back and forward ဆွေးနွေးနေပြီးတော့သူတို့အနေနဲ့ဒါဒီ project ကို ထက်ထက်ဝင်လေးလာနေတယ်ဆိုတဲ့သဘောကိုထွက်လာခဲ့တယ်။လက်ရှိမှာဒါဘရူနိုဖာနန်ဒက်စ်ရဲ့အေဂျင့်ကဒီ project ကိုသဘောချပြီးတော့ဒါဘရူနိုဖာနန်ဒက်စ်ကိုလက်ခံဖို့အတွက်ပြောထားတယ်ဆိုတဲ့သတင်းတွေအထိကြားသိရတယ်မှာ။အဲ့တော့ဒါထပ်ပြီးပြောမယ်ဆိုလက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကိုတပတ်လောက်ခါလာစားဒါကျွန်တော်ပေါင်3သိန်းကျော်ဒါဗလာလောက်ခါလာစားဒါကျွန်တော်တို့3သန်းဒါကျွန်တော်တစ်နှစ်ကိုဒါကျွန်တော်ပေါင်တန်း90နီနီဒါ3နှစ်ကိုယူရိုတန်းတော့ပေါင်တန်း200နီနီဆိုရဲကန့်လန့်မှုမျိုးနဲ့ဒါဘရူနိုဖာနန်ဒက်စ်ကိုကန့်လန့်မှုတွေပြင်ဆင်ထားပြီးသားဖြစ်တယ်။ဒါဘရူနိုဖာနန်ဒက်စ်အနေနဲ့ကောင်းကျင်ခဲ့မယ်ဆိုရင်တော့ဒါ United အသင်းဘက်ကလည်း လက်ခံသွားပြီးဘူးရှင်အဲ့တော့ဒါကေဘူဒွန်ဖိုင်နန်ဒက်စ်ပထမဆုံးအနေနဲ့ကောင်းကျိတ်သွားမယ်ဆိုတော့ဒါကခုနပထမကြားထားတဲ့သတင်းတွေလို့ပေါင်တန်းတရာပုံစံမျိုးကန်လန်းသွားမှာမဝင်နဲ့ဒါကျွန်တော်အဲ့ပေါ့ sorry club အနေနဲ့လက်ရှိမှာပေါင်တန်း80စတင်ပြီးတော့ကန်လန်းသွားမယ်လို့သိရတယ်မှာပါတယ် United သင်္ကလက်ရှိမှာဒါကျွန်တော် Bruno Fernandes အနည်းဆုံးပေါင်တန်း120လောက်လူရှိနေပြီးတော့တစ်ဖက်က sorry club ကလည်းအဲ့လောက်ထိတိုးပေးဖို့အတွက်အစကတည်းကစီစဉ်ရှိပေမဲ့ဒါကျွန်တော်ခုနပြောသူပထမဆုံး offer ကိုသူတို့အနေနဲ့ဒါရမလားဆိုတဲ့ offer တစ်ခုနဲ့လုပ်တယ်အဲ့တော့အဓိကအားလုံးခုလက်ရှိအချိန်မှာလူနေတာက Bruno Fernandes ရဲ့ကောင်းကျိတ်မှုတစ်ခု ပဲဒါပေမဲ့ဘန်ဂျီကော့ပ်စ်ရဲ့ပြောပုံအရဆိုတော့လက်ရှိမှာဘရူနိုဖာနန်နက်စ်နေဒီအပြောင်းရွှေ့ကိုလည်းခေါင်းငိမ်သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေထုတ်ပေါ်နေခဲ့ပြီအဲ့တော့အခုလက်ရှိချိန်မှာဒီနှစ်မှာဒါတကယ်လည်းမျက်စနာကျွန်တော်တို့ရဲ့ပရီးမီးယားလိဂ်မှာတကယ်ကိုအကောင်းဆုံးကစားသမားတွေတော်တော်လေးကိုဆုံးရှုံးတယ်ကစားသမားကောင်းတွေလည်းရောက်လာခဲ့ပါတယ်ဒါဖလော်ရီယန်ဘရစ်တို့ပါလို့လည်းရောက်လာဖို့တော့တာဆူနေဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ကဲမန်ဒဘရိုင်းနာတစ်နှစ်တည်းထွက်သွားမှာဆိုတော့တကယ်ကိုနှစ်မျိုးဘူးကောင်းတဲ့နှစ်တစ်နှစ်ဖြစ်တာပဲလို့မြင်တယ်။အဲ့တော့ United ပြည်သက်တီကလက်ရှိမှာဒါဘရူနိုဖာနန်ဒက်စ်ကိုအသင်းမှာနေဘူးတော့ဟောင်ကောင်ကပြည်သက်တီကလည်းဒါနောက်ဆုံးချိန်ထိဘရူနိုဖာနန်ဒက်စ်ကိုဒါကွင်းထဲမှာလည်းဒါအသင်းကအသင်းမှာဆက်နေဘူးတော့ပြောခဲ့လို့ဒါနောက်လျှောက်ခီးစဉ်တစ်လျှောက်မှာလည်းဒါမလေးရှားကပြည်သက်တီကဒါကျွန်တော်လက်ရှိဟောင်ကောင်ကပြည်သက်တီကဘရူနိုဖာနန်ဒက်စ်ကိုအသင်းမှာဆက်နေဘူးတော့အကုန်လုံးကတောင်းဆိုခဲ့လို့သိရတာမှာပါ။တကယ်ဆိုတော့ပြည်သက်တီဒါကျွန်တော်တို့မနေ့ကဘောနော်ဟောင်ကောင်နဲ့ပွဲစဉ်ပြီးမှဒါကျွန်တော် Ruben Amorim ကလည်း ရူဘယ်အာမိုရီအနေနဲ့ဒါဘရူနိုဖာနန်နက်စ်ကိုအသင်းမှာဆက်ရှိစေခြင်းပြီးတော့အသင်းအနေနဲ့ဒါကျွန်တော်တခြားသောနည်းရည်နဲ့ဒါပတ်စံအများကြီးရှာလို့ရတယ်ဆိုတဲ့ပုံစံမျိုးဒါရူဘယ်အာမိုရီကသူ့ရဲ့ဒါကျွန်တော်တို့သတင်းစာရှင်းလင်းပုံမပြောအဲ့ဒါဘရူဘယ်အာမိုရီကရှင်းတယ်သူ့ရဲ့ပေါ်တူဂီနိုင်ငံသားအချင်းချင်းကိုသူ့အနေနဲ့နှီးစေခြင်းနဲ့ဒါသူ့အနေနဲ့လည်းအသင်းကဒီကစားသမားကိုဘယ်လိုမျိုးဆက်လက်ပြီးထိန်းချောင်းမှုအတွက်ကြိုးစားသွားမလဲဆိုတဲ့ပုံစံမျိုးသူတို့ကမြင့်စေတယ်ဒါပေမဲ့ပြဿနာကလက်ရှိမှာ United အသင်းနဲ့လာမယ့်နေရာဒီမှာ transfer budget ကလက်ရှိမှာဒါကျွန်တော်သိကြတဲ့အချိန်အရင်ကြီးမရှိတဲ့ကြောင့်ဘရူနိုဖာနန်နက်စ်ကိုအသုံးချပြီးတော့ transfer budget များလုတ်သွား အဲ့တော့ပြဿနာအဓိကအခုလက်ရှိမှာတဖြည်းဖြည်းပူလာတာအခုလက်ရှိမှာ market ratio က Manchester United အသင်းကိုပြန်ရောက်လာပြီဒါအပြင်တီးကြတဲ့အတိုင်းပဲဒါ အဒူနီတယောက်လည်းအခုချိန်မှာဘာဆက်ဖြစ်မယ်မသိသေးဘူးဆန်ချိုကူလည်းတစ်ဖက်ကချက်စီးတဲ့ကပြန်ပို့မလာပြန်မပို့အဲ့ပြောချင်တာလက်ရှိအချိန်မှာ United အသင်းကလာမယ့်နွေရာသီမှာရမယ်လို့ထင်ထားတဲ့ပတ်စံတွေကထင်တော့မရတဲ့ပြဿနာကတော်လေးကိုလက်ရှိမှာအချိန်ကြီးရဆိုရအဲ့တော့ဒါ market ratio အချိန်ကြီးကလည်းအခုချိန်ဒီတိုင်း United ကအယောင်စီးပြန်နေထားတဲ့ပေါင်တန်းလေးစင်နဲ့ Anthony ကလက်ရှိမှာ Real Betis ကတနည်းတော့ထပ်ပြီးတော့အငှားလူချင်းကြောင့်မဒီနေရာမှာလည်းအပြောင်းအရွှေ့ကရဖို့အတွက်နည်းတယ်တယ်မှာပါတယ် ဒါအပြင်လက်ရှိမှာတရင်ကောင်းတစ်ခုနဲ့ဆက်ဆက်ပြီးပြောမှာဆိုအန်တိုနီဂူရောအခုလက်ရှိမှာသူ့ရဲ့ဆရာဟောင်းဖြစ်တယ်။ဒါကျွန်တော်တို့အရစ်တဟတ်ကအခုလက်ရှိကလပ်အသစ်ဖြစ်တဲ့လီဗာကူးဆင်မှာအလူရှိနေတယ်ဆိုတဲ့ကောလာဟာလာရဲ့တရင်တွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒါတဟတ်နေတဲ့အခုလက်ရှိမှာဒါကျွန်တော်အန်တိုနီကိုလီဗာကူးဆင်ကိုခေါ်ယူပေးထားတဲ့တောင်းဆိုထားတဲ့တရင်တွေလည်းတော့ရှော့ထွက်ပေါ်နေတယ်တွေ့ရမှာ။အဲ့တော့ဒါတကယ်လားမဟုတ်ဘူးလားကျွန်တော်တင်ချာကင်မှာသိရမယ်။ဒါပေမဲ့မီဒိုပေဆိုစကဘရူနိုဖာနန်ဒက်စ်ကိစ္စပြတ်သွားမယ်ဆိုရင်တော့တော်တော်လေးကိုလက်ရှိမှာ serious ပုံစံဖြစ်လာခဲ့ပြီးပထမအတိုင်းကျွန်တော်တို့ United အသင်းနေတဲ့ဒါ ဘရူနိုဖာနန်ဒက်စ်ကိုစော်ဒီကလပ်ကိုမသွားနိုင်အောင်သူတို့အနေနဲ့အကောင်းဆုံးထိန်းချောင်းထားနိုင်မယ်လို့100%ယုံကြည်ထားခဲ့ပေမဲ့ဒီကစားသမားတို့ဒါကျွန်တော်တို့လက်ရှိအနေထားရတာကျွန်တော်တို့ထိန်းချောင်းမှုအတွက်မလွယ်တော့တဲ့အနေထားတစ်ခုကိုရောက်ရှိသွားခဲ့ပြီလို့လေ United အနေနဲ့အဲ့တော့ United အသင်းဘက်ကပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ ကယ်ရောင်းမယ်ဆိုရင်တို့အနေနဲ့မျိုးမျိုးမဲ့ရောင်းပြီးဒီကစားသမားကိုအသင်းမှာပြန်ပြီးတော့ investor ရနိုင်မယ်ပတ်စံမျိုးကိုပဲလို့ရှိရအဲ့တော့လက်ရှိမှာဒါကပြန်စစကြည့်မတော်တော်လေးကိုနှမျောဖို့ကောင်းတဲ့အခြေအနေတစ်ခု United အသင်းရောက်လာခဲ့တယ်အဲ့တော့ United အသင်းကခုလက်ရှိမှာ market ထဲမှာလည်းဒါ Bruno Fernandes နေရာကိုတိုက်ရိုက် replacement ဆိုရတဲ့ Bruno Fernandes နေရာကို Matheus Cunha ကိုဆော့ဖို့အတွက်လည်းရှိတယ်လို့သတင်းတွေကသိရတယ်မှာပါအဲ့တော့ပြဿနာတွေကဘယ်လိုဖြစ်လာမှမသိဘူးလက်ရှိမှာ Cola Hala တွေက Bruno Fernandes ကတော့ဒါကျွန်တော်တို့ sorry club ကိုခေါင်းညှိမှုအတွက်အခြေအနေတွေကောင်းနေတယ်ဆိုပြီး Benjie Cock ကဒါကျွန်တော်တို့ဒီနေ့ ညနေအေးပေါ့ဒီညနေမှာသူအနေနဲ့တင်ဆက်လာတာတွေ့ရမှာအဲ့တော့ဘာတွေဘလို့ဖြစ်လာမလဲကျွန်တော်တို့ဒါပိတ်ကားပြီးမှကျွန်တော်တို့ညီကိုနဲ့အတူတူကြည့်ရမယ်အဲ့ဒါလေးကိုဆက်ဆက်ပြီးပြောရင်းနဲ့လက်ရှိမှာ Aston Villa အသင်းက trap ဖို့အတွက်တရားရခိုင်နှုန်းတည်ကြနေတဲ့ကစားသမားကို United အသင်းနဲ့လာမယ့်နေရာဒီမှာခေါ်ယူခြင်းနဲ့ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ့တော့ဒီကစားသမားကျန်တဲ့ကစားသမားမျိုးလက်ရှိမှာဒါကျွန်တော်တို့ World Cup ဝင်တာဖြစ်လို့ဒါတကယ်ကိုလည်းကောင်းတဲ့ကစားသမားဖြစ်တဲ့ Martinez ပဲအဲ့တော့ Manchester United တင်တဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Saudi ကိုပြောင်းမယ်ပြောင်းမယ်ဆိုပြီးပြောင်းဖြစ်ဖို့ရာခိုင်နှုန်းတွေတဖြည်းဖြည်းနည်းလာခဲ့တဲ့ Aston Villa ရဲ့ဂူဒမားကို Manchester United အသင်းနဲ့တရားဝင်ဆက်သွယ်မှုတွေကိုပြုလုပ်နေပြီဆိုတဲ့ကောလာဟာလာဆန်ဆန်သတင်းထွက်လာခဲ့တယ်။ဒီနေရာမှာသိကြတဲ့ Manchester United အသင်းနဲ့ Tommy Dan ကိုလက်လက်ရှိမှာ United အသင်းကဒါအရန်ဆိုရတဲ့အရန်အရန်ပုံစံမျိုးထားဖို့တော့ပြင်ဆင်နေတယ်။အောက်တိတ်ဘယင်နာကိုလာမယ့်နေရာဒီမှာရောင်းချဖို့အတွက်အယောင်စင်တင်လိုက်ပြီး Onana ကိုလည်းဒါထိုက်တဲ့ဈေးရမယ်ဆို United အသင်းနဲ့လာမယ့်နေရာဒီရောင်းကိုရောင်းချ ခေါ်မယ်။အဲ့တော့ United အသင်းနဲ့လာမယ့်နေရာဒီမှာ Tais ဂိုးသမား2ယောက်လောက်ကိုအ ਨੇ ဆုံးဝယ်ရမယ်ဒီထားမှာဒါ Premier League မှာလည်းဒါသဘာရှိလို့ဝါလည်းရှိတယ်။လက်ရှိချိန်မှာဒါကမ္ဘာဖလားလေးရတာ Supply တွေတော်တော်များများဘူးခဲ့တဲ့ Martinez ကို United အသင်းနဲ့တရဝယ်စတင်ချိန်ဆက်မှုတွေပြုလုပ်လာပြီးဆိုတော့ Kola Hala ဆက်ဆံတဲ့နေ့ထွက်ပေါ်လာခဲ့တယ်။အဲ့တော့အသက်အရဖြစ်တော့ခုလက်ရှိမှာဂိုးသမားအသက်အရဖြစ်တော့မကြီးသေးဘူး32နှစ်ပဲရှိသေးတယ်။အဲ့တော့ဒီကစားသမားကိုလက်ရှိမှာဒါ Manchester United အသင်းပြင် Kola Hala တွေရတာကျွန်တော်တို့ ဘာစလုနာအသင်းကလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဆိုတဲ့သတင်းထွက်လာခဲ့တယ်။ United အသင်းကလက်ရှိမှာတဖြည်းနဲ့တဖြည်းဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါတော်တော်လေးကို strong ဖြစ်လာခဲ့ရဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီအပြောင်းအရွှေ့ကိုလက်ရှိမှာဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းအရွှေ့တစ်ခု။ဘာကြောင့်လဲလက်ရှိမှာ Aston Villa အသင်းနဲ့ဒီကစားသမားကိုဒါမနစ်ကမှစာချုပ်သစ်ချုပ်ဆိုထားတဲ့အတွက်ကြောင့်မို့ကစားသမားမှာစာချုပ် တတန်းရ9နှစ်ကျန်သေးတယ်ဒါပေမဲ့ Aston Villa အသင်းရဲ့ဒီကစားသမားကိုပေါင်15သန်းနဲ့ပေါင်သန်း20ကြာရမယ်ဆိုရင်တော့ဒါဒီကစားသမားကိုရောင်းချသွားဖို့တည်းပြင်ဆင်နေတယ် United အသင်းရဲ့ခုလက်ရှိမှာဒါကျွန်တော် Martinez ကိုဒီဈေးဆိုတော့သူတို့ကတော်တော်လေးကို fair ဖြစ်တယ်ဗောနော်အဆင်ပြေတော့ United အသင်းရဲ့ဒီညမှာသူတို့နေနေတာ Martinez ကို10သန်းနဲ့15သန်းပတ်ချလဲဝင်ညင်ကြာရမယ်ဆိုရင်တော့သူတို့နေနေခေါ်ယူသွားခြင်းတဲ့သဘောမှရှိတယ်အဲ့တော့ဒီကစားသမားကတော့ပြောစရာမလိုတဲ့ဆက်ရှိမှာ Martinez လို့ကစားသမားမျိုးနဲ့ဒါကျွန်တော် Martinez Martinez တွေဖြစ်သွားအောင်ဗောနော်ဒါ Lisandro Martinez Stars ါအာဂျီနီးယားကစားသမားဒါခိုးသမားနေရာမှာလိုက်တာကျွန်တော်မာဒီတက်စောက်တယောက်ဖြစ်သွားမယ်နေတာအဲ့တော့ လက်ရှိအနေအထားအရဒီကစားသမားကိုရတာအက်စတန်ဗူလာတင်းနဲ့ပေါင်သန်း20ပတ်ချလဲဝင်းကျင်ညာနဲ့လက်လွတ်သွားဖို့ရှိတယ်။ United အသေးနဲ့ကုလက်ရှိမှာကစားသမားအေဂျင့်တွေကတော့မကြခဏဆိုလို့ဒါကျွန်တော်တောက်လျှောက်ဆက်သွယ်မှုတွေကိုပြုလုပ်ထားရဲဆိုပြီးမနစ်ညာကသတင်းတွေတောက်လျှောက်တက်လာတာတွေ့ရမယ်။အဲ့တော့ United အသေးကလာမယ့်နေရာဒီမှာဂိုးသမားဝယ်ယူမယ့်နေရာမှာ Martinez ကတဖြည်းဖြည်းနဲ့ packing order မှာတဖြည်းဖြည်းနဲ့ရာဂိုင်းလုံးမြင့်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပါတယ်။အဲ့တော့ Onana ကို Martinez နဲ့ဒါကျွန်တော် United အစားထိုးတော့မှာလား။အသက်ရောအဖြစ်ဆိုတော့ဒါလက်ရှိမှာနည်းနည်းလေးတော့ကြီးနေပြီ။30နှစ်နဲ့ပြည့်ဒါပေမဲ့တကယ်တော့သုံးမယ်ဆို3နှစ်4နှစ်လောက် AAC United သုံးလို့ရတဲ့ဘက်မှာရှိသေးတယ်။ Martinez လက်ရှိမှာ Aston Villa မှာလည်းဒါကျွန်တော်တို့ကျင်နေခဲ့သူ Arsenal မှာကျင်နေခဲ့တဲ့ဒါ Premier League experience အပြည့်အဝရှိရတဲ့ကြောင့်ကို United အသင်းနဲ့သူတို့အနေနဲ့ဒါခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဆိုတဲ့ဒရင်ထွက်လာအဲ့တော့ Barcelona အသင်းနဲ့လက်ရှိမှာဒါ Martinez ကိုခေါ်ယူခြင်းမဲ့သူ့ရဲ့လုခလာစားမှုသူ့ရဲ့ဒါအပြောင်းရွှေ့ကြီးကနည်းနည်းလေးမြောက်တဲ့တော့ကြောင့်သူတို့အနေနဲ့မခေါ်ယူတော့ဘူးလို့သိရတယ်မှာပါအဲ့တော့ဒါလက်ရှိ United အပြောင်းရွှေ့သတင်းဖြစ်တဲ့ Club ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ DB4 ကြီးတို့မှာကျင်းလို့ဆိုပေါ့ကိုလို့ရပါတယ်။အများကြီးလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3 points နဲ့ TV4 ရွယ်လေးလေး ေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်နံပါတ်လေး clip ဖို့မမေ့ကြပါနဲ့ဗျာညံ့ညံ့ clip မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးကြိုးတူပါတယ်နံပါတ်လေး clip ပြီးကြအောင်ဗျာညံ့ညံ့ clip မှာအမြဲတမ်းဖြစ်ပါတယ်တေးပါပါ